မကြာခင်အခြေအနေတိုးတက်လာတဲ့ရှင်းလင်းတဲ့လက္ခဏာတွေမတွေ့ရဘူးဆိုရင်ရုရှားယူကရိန်းငြိမ်းချမ်းရေးသဘောတူညီမှုရရှိရေးဂျာဝင်ညှိနှိုင်းပေးနေတဲ့အနေအထားကိုဆွန့်လွတ်လိုက်တော့မယ်လို့ American သမ္မတဒေါ်နယ်ထရန့်နဲ့နိုင်ငံသားရေးဝန်ကြီး Marco Rubio တို့က April 18ရက်မှာပြောကြားလိုက်ပါတယ်။မိမိတို့အနေနဲ့သဘောတူညီမှုမြန်မြန်ရရှိအောင်လှုံ့ဆော်လို့ကြောင်းသမ္မတထရန့်ကသတင်းထောက်တွေကိုပြောကြားလာတာဖြစ်ပါတယ်။ တကယ်လို့နှစ်နိုင်ငံတွေကတနိုင်ငံအနေနဲ့အရန်ခက်ခဲအောင်လှုံ့ဆော်နေမယ်ဆိုရင်မင်းတို့အယူတွေမင်းတို့တိတ်ဆိုးတဲ့လူတွေလို့ပြောပြီးဂျာဝင်နှိမ့်နိုင်ပေးနေတဲ့အနေအထားကိုလက်လွတ်ပေးသွားမှာဖြစ်တယ်လို့ထရန့်ကဖြည့်ဆွတ်ပြောကြားထားပါတယ်ရုရှားနဲ့ယူကရိန်းတို့ကရပ်ပိုင်းအတွင်းအခြေအနေတိုးတက်မှုရှိကြောင်းပြသရမှာဖြစ်ပြီးမဟုတ်ရင်အမေရိကန်အနေနဲ့ဆက်ပြီးညှိနှိုင်းပေးတော့မှာမဟုတ်ဘူးလို့နိုင်ငံသားရေးဝန်ကြီးရူဘီရိုကပြောကြားခဲ့ပြီးနောက်ထရန့်ကအခုလိုမျိုးပြောကြားခဲ့တာဖြစ်ပါတယ် ဥရောပယူကရိန်းခေါင်းဆောင်အနေနဲ့ပါရီမြို့မှာတွေ့ဆုံခဲ့ပြီးနောက်ဝန်ကြီးရူဘီရိုကမိမိတို့အနေနဲ့သဘောတူညီမှုရယူဖို့အဆုံးသက်အထိအကြကြီးမဆောင်နိုင်ပဲလာမယ့်ရက်ပိုင်းဒါမှမဟုတ်သတင်းပတ်ပိုင်းအတွင်းအချိန်နှီးတိုးတက်မှုရှိကြောင်းပြရလိမ့်မယ်လို့ပြောပါတယ်ထရန့်ကတော့ဘယ်အချိန်လောက်ထိစောက်ဖို့ဆန္ဒရှိလဲဆိုတာကိုတိတိကျကျပြောဆိုထားတာမရှိသေးပါဘူး ကရင်မလင်နန်းတော်ပြောရေးဆိုခွင့်ရှိသူဒီမီထရီပတ်စကော့ကငင်းချမ်းရေးသဘောတူညီမှုနဲ့ပတ်သက်လို့အချိန်နီနေနဲ့တိုးတက်အောင်လှုံ့ဆော်ထားပေမဲ့ဝါရှင်တန်နဲ့ဆက်သွယ်ရတာခက်ခဲတယ်လို့တုံ့ပြန်ထားပါတယ်။ရွေးကောက်ပွဲမဲဆွဲကာလအတွင်းထရန့်ကယူကရိန်းစစ်ပွဲကို24နှစ်အတွင်းအဆုံးသတ်အောင်လှုံ့ဆော်မယ်လို့ကတိပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့တမရယာဒူးကိုလက်ခံပြီးနောက်မှာတော့ထရန့်ကဧပြီမေလလောက်မှာသဘောတူညီမှုရနိုင်တယ်ဆိုတဲ့လေးတန်းပြောင်းသွားခဲ့တာဖြစ်ပါတယ်။